VOA မြန်မာပိုင်းရဲ့ဓာတ်ရိုက်ထုတ်လင်းမှုအစီအစဉ်တွေကိုခਿੱတရရနာထားပြီးမကြခင်ကာလမှာပြန်လည်ထုတ်လင်းသွားပါမယ်လို့မလ16ရက်နေ့မှာ VOA မြန်မာပိုင်းဌာနကတရားဝင်ကြေညာအသိပေးခဲ့ပြီးသတင်းထုတ်လင်းမှုတွေကိုရနာခဲ့ပါတယ်။လူလက်ထက်အာရှအသံ RFA မြန်မာဌာနကလည်းအမေရိကန်အစိုးရထောက်ပံ့ငွေရက်စဲခံရပြီး RFA သတင်းလုပ်ငန်းတွေရပ်တန့်သွားနိုင်တယ်လို့မလ15ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ American ပြည်အောင်စုကမ္ဘာသတင်းမီဒီယာအေဂျင်စီ USAGM ပါဝင် အစိုးရဌာနခုနှစ်ခုမှရှိတဲ့လုပ်ငန်းတွေကိုရှော့ချပြီးဝန်ထမ်းတွေကိုလည်းအ ਨੇ ဆုံးအထိထားဖို့သမ္မတဒေါ်နယ်ထရန့်ကမက်လ၁၄ရက်နေ့မှာလက်မှတ်ထိုးပြီးညွှန်ကြားခဲ့ပါတယ်။ USAGM ဟာ VOE နဲ့ IFA အပါအဝင်အမေရိကန်အစိုးရကငွေကြေးထောက်ပံ့ထားတဲ့နိုင်ငံတကာသတင်းမီဒီယာ၅ခုရဲ့မိခင်အဖွဲ့အစည်းဖြစ်ပါတယ်။ USAGM လက်အောက်မှာရှိတဲ့သတင်းမီဒီယာ၅ခုဟာဥရောပအာရှနဲ့အရှေ့အလယ်ပိုင်းဒေသတွေမှာရုပ်မြင်သံကြား၊ရေဒီယိုနဲ့ ဒီဂျစ်တယ်သတင်းတွေကိုသက်ဆိုင်ရာဖတ်တာစကားအလိုက်ဖြန့်ဝေပေးနေတဲ့သတင်းဌာနတွေဖြစ်ပါတယ်။ဗမလိုက်ကူကသူသတင်းဌာနကမမြတ်တတပြောတာဟိုဘက်ကဒီဘက်ကမြရပြောတာငါတို့ဘလော့ကတော်လိုင်းလေးလုံးလုံးကြားတယ်ကောင်းတယ်မကောင်းမကောင်းကောင်းလို့ပြရပြောနေတာ။ဘလို့ကြည့်ရလဲဆိုတော့သူတို့မီဒီယာငတ်သွားတာပေါ့ကွာမီဒီယာငတ်တော့အမီအမြဲတမ်းလိုလိုကြာပြီးသတင်းလေးမနေ့ကြရင်နားထောင်မယ်အဲညကြလို့ရှိရင်နားထောင်လို့အိတ်တယ်ဆိုတော့ အဲ့ဒါရင်းမကြရတဲ့ခါကျတော့သူတို့သူတို့အဟာရချို့တဲ့သူဖြစ်သွားတာပေါ့အဟာဘလို့ပြောရမှန်းတော့မသိပါဘူးကွာလဖေးတော့လေးကြလို့လဖေးမသားတော့အဟာအဲ့လိုအဲ့လိုဒီဆက်လို့မျိုးလားမသိဘူးလဖေးနေလဖေးနေတော့လေးကြလို့လည်းအချိန်ကလဖေးတော့လို့မတော့အချိန်ကလည်းမထောင်တော့အဲ့သူတို့မှာဟာတိဟာတာပေါ့သူငါလို့ဆိုလားသူဟာတိဟာတာဖြစ်သွားတာပေါ့ဘယ်လိုသူပြောပြတတ်ပါဘူးကွာအဲ့လိုဒီလိုပေါ့ ဟိုလောက်ပါဦးပေါ့ပါအဖို့မောင်ဆိုတာဖွေးဝင်လာမမလာရဘူးရေဘယ်လိုလုပ်လဲလို့ပြော Welcome to the Voice of America in Burmese VOA ဟာမြန်မာပြည်သူတွေအတွက်နှစ်ပေါင်း80ကျော်မြန်မာဘာသာနဲ့ထုတ်လွှင့်ခဲ့သလို IFA ကလည်းနှစ်ပေါင်း30ဝန်းကျင်ထုတ်လွှင့်ပေးခဲ့တာဖြစ်ပါတယ်။ BOE နဲ့ RFA ဟာဆီယာနာရှင်တွေလက်ထက်သတင်းအမှောင်ချခံထားရတဲ့မြန်မာပြည်သူတွေအတွက်နားမျက်စိဖွင့်ပေးခဲ့ကြတဲ့သတင်းဌာနတွေဖြစ်ပါတယ်။ဆီယာနာရှင်တွေဟာလွတ်လပ်တဲ့သတင်းမီဒီယာတွေကိုကြောက်လန့်ကြတဲ့အတွက်လွတ်လပ်တဲ့သတင်းမီဒီယာဌာနတွေနဲ့သတင်းတောက်တွေကိုစိုးစိုးရွားရွားနှိပ်ကုပ်ခဲ့ကြပါတယ်။2021ခုနှစ်ဆီယာနာသိမ်းပြီးတဲ့အချိန်မှာလည်းလွတ်လပ်တဲ့သတင်းမီဒီယာဌာနတွေကိုစီးနင်းချိတ်ပိတ်တာသတင်းတောက်တွေကိုဖမ်းဆီးထောင်ချတာတွေလှုံ့ဆော်ခဲ့ပါတယ်။ ဆရာနာရှင်ဟောင်းဦးတန်းရွှေရဲ့နိုင်ငံတော်အေဂျင့်တာယာရင်းနဲ့ဝင်ပြိုးရေးကောင်စီနာအဖလက်ထက်မှာလဲမီဒီယာကိုမီဒီယာနဲ့ပြန်တိုက်ရမယ်ဆိုပြီးစီမံချက်ချဝါဒဖြန့်ချီခဲ့ပါသေးတယ်။အဲ့ဒီတုန်းကမြမအတန်မြောက်ရီမြမအလင်းနဲ့ကြေးမွန်သတင်းစာတွေကတဆင် VOA BBC ရန်တိုက်ပေးနေသည့် RFA TVB တွေးထိုးနေသည့် Klausen အကောက်ကြံလေလိုင်းတန်လူသက်သမားနားမယောင်လီနဲ့သတိထားဆိုပြီးပုံမှန်ဝါဒဖြန့်ထုတ်လွှင့်ခဲ့တာတွေရှိပါတယ်။ ။ဦးမြောက်ကတတင်းမောက်ကဘာတင်းတို့လည်းကဘာတင်းမောက်မြမတတင်းတို့လည်းမြမတတင်းမောက်အမှန်တော့မသိရတော့ဘူးကွာအကူကတော့အဲ့လိုရောချစ်တာလေ။အဲ့ဒါကြတော့ပြည်တွင်တင်းပဲကွာတီတွင်သရာတော့အမှန် ကြားကိုရေးနေတဲ့နဲ့ဂျာနယ်စီစီကကွာအဲ့လားဒီဘက်ကိုတော့အားကိုရတော့မှာမဟုတ်ခစ်ဖက်တို့မြန်မာနောင်းကို AI ရီတို့ပေါ့ဒီကောင်းနေပဲကိုကိုရီးယားတော့အခုတော့ဖတ်နေရတာပေါ့မပြောတော့မပြောဘူးကောင်းသူပေါ့နော် ဗာနဲ့ကြာတော့အိမ်မှာတော့ကိုရူအပိဟာတော့နားတောင်းမြန်ကွာတို့တို့ဖီဝီတို့ပါတို့အဲရိုဒရာရောမီနေဒီလေသူကတော့ပိတ်ငတိလို့ကောကွာဂလိုပီလိုဟိုနမတီတော့လာလေသူလာဟိုတရင်တော့ရပိတ်သွားလေကွာဒီဟက်ပါမိုင်းဗီဒရလာဟိုကလာတဲ့တရင်အမှန်ပိုင်းမသိရတော့ဟုတ်ကောနော် မြန်မာပြည်သူတွေဟာလူမှုကွန်ရက်တွေမပေါ်ခင်ဆယ်စုနှစ်တည်းက BBC, BOA, RFA ရေဒီယိုသတင်းဌာနတွေကတဆင့်သတင်းတွေကိုရယူနားဆင်ခဲ့ကြရတာဖြစ်ပါတယ်။ခေတ်ဆက်ဆက်စစ်ကဏ္ဍရှင်စနစ်ကိုတွန်းလှန်နေကြတဲ့နိုင်ငံရေးခေါင်းဆောင်တွေဟာဒီရေဒီယိုလိုင်းတွေကတဆင့်ပြည်သူတွေကိုသတင်းအချက်လက်တွေပြီးခဲ့ကြအပြင်ပြည်သူတွေရဲ့လိုလားချက်တွေအခက်အခဲတွေကိုလည်းဒီသတင်းဌာနတွေကပဲမြန်မာနဲ့ကမ္ဘာပြည်သူတွေကိုလွတ်လွတ်လပ်လပ်ပို့ဆောင်ပေးခဲ့ပြီး ပြည်သူတွေနဲ့ဥဆောင်သူတွေကြားပေါင်းကူပြီးခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လဲစစ်တပ်ဟာသူတို့ရဲ့ဝါဒဖြန့်ချီမှုတွေကိုစိတ်တိုင်းကျလှုပ်ဆောင်ခွင့်မရှိတဲ့အတွက်နိုင်ငံတကာသတင်းဌာနတွေဟာအလိညာတွေနဲ့ပြည်သူတွေကိုတွေးထိုးပြီးနေတယ်လို့ပြည်သူတွေကိုသူတို့ရဲ့ရုပ်သံလိုင်းတွေကသင်ဝါဒဖြန့်ခဲ့ကြတာဖြစ်ပါတယ်။အဲတော့နောက်ဆုံးတော့ငါတို့ငါတို့စစ်တပ်ကလို့ဘလုံးပြန်လိုက်နေကြလားမသိဘူး။တရားဥပဒေမသိဘူးဆိုတော့သိနေရတာပေါ့ဗျာ။ဟောဒီလိုင်းမရအဲဒီလိုင်းမရလို့ဆိုရှင်။အဲတော့ပို့ပြီးတော့စိုးရင်များလားပေါ့ဗျာ။ ဘာမှလည်းမရဘူးကြာအင်တာနက်နဲ့လည်းဘူးကြာတော့ line တော့ဘုံတော့ပဲပဲနဲ့ပြရတာမှမရှိကြတော့တော့တော့ line တော့ပုံမှန်တော့နောက်ဆုံးတည်းတယ်ကျွန်တော်မမမရဘူးကြာအဲဘလို့မဖြစ်မလို့မဖြစ်ဘူးကျွန်တော်လောလောရမယ်ဒီလိုဒီလိုဘာလို့လဲ VOA RFA ဘာဝဲမြန်မာဘာသာနဲ့ပေါ်ပြတင်ဆက်ပေးနေကြတဲ့ဌာနတွေဟာလူမှုကွန်ရက်တွေအားကောင်းလာတဲ့နောက်ပိုင်းမှာလည်းရုပ်သံနဲ့ online သတင်းတွေကိုအားကောင်းကောင်းနဲ့ဆက်လက်ပေါ်ပြပေးခဲ့ကြပါရစေ။ 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ပြည်နယ်နဲ့တိုင်းအတော်များများကစစ်တပ်ကဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုပါဖြတ်တောက်လိုက်တာကြောင့်မြန်မာပြည်သူတွေဟာသတင်းမှန်ရရှိရေးအတွက်ရေဒီယိုသတင်းတွေကိုပြန်ပြီးအားကိုးနေကြရတာဖြစ်ပါတယ်။လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး VOA သတင်းဌာနမြန်မာပိုင်းမှာ16နှစ်ကျော်သတင်းတောက်ဖြစ်လုတ်ကင်ဆောင်ရွက်ခဲ့ဘူးတဲ့ဦးကျော်သိန်းကသူ့ရဲ့စိုးရိမ်မှုကိုအခုလိုပြောပြပါဗျာ။ဒီလိုဖြစ်သွားတဲ့အပေါ်မှာခုနပြောတဲ့စိတ်မကောင်းဖြစ်တယ် ဒေါသထွက်တယ်ဆိုတာအပြင်းကျွန်တော်ယင်လေးပါတယ်ကြောက်လဲကြောက်ပါတယ်ယင်လေးတာကတော့မြန်မာနိုင်ငံလူထုနော်တရင်တိပိုင်ခွင့်တရင်ကြပိုင်တရင်ကြပိုင်ခွင့်တွေထိခိုက်သွားပြီနော်ကြောက်တာကတော့အဲ့ဒီနောက်တော့မှပါလာမယ်ပုံထက်တဲ့တရင်တွေလုတ်ကြံတဲ့တရင်တွေနော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်စစ်တပ်ဘက်ကအုံနဲ့ကျင်းနဲ့ဝါရဖြန့်နေတဲ့တရင်တွေပို့ပြီးတော့နော်နေရာတိတိကနေပြီးတော့ပို့ပြီးတော့အားကောင်းလာမယ်ဒီလုံရက်အတွေ့ဝမ်းတောင်မှာကတော့ဆရာနာရှင်မြန်မာနိုင်ငံနေနဲ့ပြောမယ်ဆိုရင် စစ်အာဏာရှင်ပဲဖြစ်ပါတယ်။ကြံတဲ့လူအားလုံးကတော့ဒါဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုစစ်နဲ့နှိုးသူအားလုံးကတော့ဒီကိစ္စဒီအင်မတန်စိတ်ထိခိုက်ခွာရကောင်းတဲ့ဝမ်းနည်းစရာကောင်းတဲ့ရင်လေးဝယ်ရကောင်းတဲ့ကိစ္စလို့ပဲကျွန်တော်မှတ်ချက်ပေးချင်ပါတယ်။အောက်ရတဲ့ဒီပုဇွန်ကိုဒီမှာဖြစ်ဆန်းပါ။အများပါတဲ့